ကဲအားလုံးပဲမင်္ဂလာပါနော်ဒီမှာအကြီးစားတခိုးတယောက်ရှိပါတယ်ဒီဟာလေးတွေလည်းဟက်ကာတွေဖြစ်ပါတယ်တခိုးတွေဖြစ်ပါတယ်နော်ဒီဟာလေးတွေမှာကျွန်တော်တို့ဒါလေးတွေကိုနှိပ်လိုက်တဲ့အခါမှာ link တခုပါလာမှာဖြစ်ပါတယ်သေချာကြည့်ပါဗျ monetization policy တဲ့နော်ကျွန်တော်တို့ကျွန်တော်တို့တင်ထားတဲ့ content တခုကစီကံချူဖောက်တဲ့အတွက်ကြောင်း အဲဘာညာပေါ့အဲ့လိုမျိုးတွေလှုပ်ထားတာဆိုတော့တစ်ချက်ကြီးကြီးအောင်ဒီထဲမှာသူဘာတွေရေးထားတယ်လဲအာဒီပါနော်ကျွန်တော်ပြောတဲ့အတိုင်းပဲဒီမှာ link ပါတယ်သူကဘာပြောထားတယ်လဲဆိုလို့ရှိရင် final deletion warning your page your facebook page will be removed that နောက်ဆုံးတတိပီးချဲတဲ့ ကျွန်တော်ရဲ့ base ကိုသူတို့က remove လုပ်မယ်ဖျက်ချပလိုက်မယ်တဲ့အဲ့မှာသူတို့စာတွေရေးထားတယ်ကျွန်တော်ရဲ့ page မှာ violation စီကံချူဖောက်ထားတာတွေရှိတယ်တဲ့အဲ့ဒါကြောင့်ဒီ base ကို24နာရီကြာရင်ကျွန်တော်က delete လုပ်မယ်တဲ့အဲ့ဒါကို ကျွန်တော်တို့ကဒီ page ကိုအဖြစ်မခံချင်ဘူးဆိုလို့ရှိရင် အောက်ကနေအယူခံအတနာခံစာတင်ပြီးတော့အယူခံဝင်ပါတဲ့ကျွန်တော်ဒီ link ကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ Facebook account တွေကို login ဝင်တာအဲဒီဟာလေးတွေကိုဆက်နှိပ်မယ်ဆက်နှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook account ကတခိုးကရရှိသွားမှာဖြစ်ပါတယ်ဗျာဒီဟာလေးကိုကျွန်တော်နှိပ်မိလိုက်လို့သူရရှိသွားပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ page က ပါသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ page ကို သူကြိုက်တယ်လို့ခိုးလို့ရပြီကျွန်တော်ရဲ့ Facebook account မှာရှိတဲ့ page အားလုံးကိုသူကြိုက်တယ်လို့ခိုးလို့ရပြီအဲ့ဒါကြောင့်ဒီ link လေးကိုလုံးဝလုံးဝမနှိမ်ပါနဲ့ဒီလိုမျိုးလေးတွေပူလာပြီးဆလို့ရှိရင်ကျွန်တော်က ကျွန်တော်ဘက်ကနေမလုပ်ရမလဲဆလို့ရှိရင် သူ့ account ကိုသွားပြီးရင်ကြည့်လိုက်ဒီမှာ follower လည်းဘာမှမရှိဘူးเนาะသူခိုး သူလှုပ်ထားတာဒီမှာ page အများကြီးကိုသူကကျွန်တော်စီမှာပို့ထားတဲ့အတိုင်းစာအများကြီးပို့လာမှာအဲ့ဒါကျွန်တော်တို့ဘာလုပ်ရမလဲဒီအဆက်လေးကိုနှိပ်မယ် block လုပ်မယ်ပွဲပြီးသွားပြီဆိုတော့ဒီလိုမျိုးလေးတွေကျွန်တော်ရဲ့ page ထဲမှာကျွန်တော်ခဏခဏတင်ထားတာလို့ရှိတယ်ဒါပေမဲ့တော်တော်များများကနားမလဲဘူးဒီဗီဒီယိုကျွန်တော်တင်ပြလိုက်တဲ့ဗီဒီယိုတွေသူတို့မတွေ့မတွေ့တဲ့ခါကျတော့ဒီလိုမျိုးလေးတွေ တတိပေးခံရတာတွေရှိတဲ့ခါကျတော့တို့ကစိတ်ပူလို့ခုနကကျွန်တော်ပြပေးထားတဲ့ဒီထဲကိုဝင်ပြီးတော့ login သွားလုပ်လိုက်တဲ့ချိန်မှာတို့ရဲ့ account တွေခိုးခံရတယ်ဖြစ်သွားတယ်ကျွန်တော်တို့ရဲ့ page တွေကိုပါသွားတယ်အဲ့လိုမျိုးတွေပါမသွားအောင်ကိုတငယ်ချင်းကိုရဲ့ဆွေမျိုးသားချင်းတွေကမတိတိဘူးဆိုလို့ရှိရင်ကျွန်တော်ခုအဲ share ပေးလိုက်တဲ့ video လေးကိုအဲ mention ခေါ်လိုက်ပါ share ပေးပါ လိုများများလေးသိရင်ကျွန်တော်ရဲ့ဒီကျွန်တော်လုပ်ပေးရတဲ့အကျိုးရှိမှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုလည်းကျေးဇူးတင်တယ်ဒီလိုမျိုးလေးတွေသူ warning တစ်ခုတည်းပဲမဟုတ်ပဲနဲ့နီလန်ပေါင်းစုံကနေသူတို့ကစာတွေကိုပို့မယ်မစင်ကြာကနေတပတ်အတွင်းမှာပတ်စံ9000ပေးမယ်ကြောင်ရ3လေးကိုကတ်ပေးပါ အဲ့လိုမျိုးတွေလည်းအများကြီးရှိလိမ့်မယ်။ WhatsApp မှာလည်းသူတို့လာပြောလိမ့်မယ်။ Gmail မှာလည်းသူတို့စာပို့ပြီးတော့လာပြောလိမ့်မယ်။ Messenger မှာလည်းလာပို့လိမ့်မယ်။အဲ့လိုမျိုးတွေပို့တယ်ဆိုလို့ရှိရင်လုံးဝလုံးဝမယုံပါနဲ့နော်။ Facebook ကကျွန်တော်တို့ကိုကျွန်တော်ရဲ့ page တခုခုထိထားတယ်။ error တခုခုဖြစ်တယ်ဆိုလို့ရှိရင်အခုလိုမျိုးသူက recommend နဲ့သူတို့ကမရေးဘူး။ဒါမျိုးနဲ့လုံးဝမရေးဘူးသူတို့က notification မှာတက်လာမှာ။ ဒီ notification မှာတက်လာပြီးတော့မှကျွန်တော်ရဲ့ support box ကနေလည်းကြည့်လို့ရတယ်အခုလိုမျိုးကဒါ notification မှာတက်လာတာဆိုပြီးမဲ့ပုံမှန် notification မဟုတ်ဘူးဒါ recommend ရေးတာ recommend ရေးပြီးတော့ကျွန်တော် page ကိုခိုးဖို့လုပ်နေတာဆိုတော့ဒီလိုမျိုးလေးတွေအခုမခံရအောင်ကျွန်တော်ရဲ့စူးစမ်းပန်းစားလုပ်ထားတဲ့ page လေးတွေပါမသွားအောင်ဒီဗီဒီယိုလေးကိုတေချာကြည့်ပါပြန်လည်း share ပြီးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်နော်